ျွန်တော်ကတော့ဒီမြန်မာအစားအစာအရသာစစ်စစ်ကိုပဲမြန်မာတွေအပြင် foreigner တွေပါကျွန်တော်ကြိုက်နေတဲ့အောင်လုပ်ထားရပါဘောနော်မြန်မာအစားအစာတကူအနေနဲ့ပြည်စော်အောင်ဒီဖက်ဒမင်းမီနူးလေးကိုပြင်ဆင်ထားပါရဲ့ဗျဟုတ် မွန်ပြည်နယ်ကနေဆင်းသက်လာတဲ့အစားအစာဖြစ်တဲ့အတွက်ကြောင့်ဒီမွန်ပြည်နယ်ဒလီထုံးစံအရသာအတိုင်းဖြစ်အောင်ကျွန်တော်တို့လုပ်ထားပါတယ်ဗျာဟုတ်ဒါမင်းနဲ့ပတ်သက်တဲ့အရာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆိုင်ရာကိုပို့ပြီးတော့စားသုံးတင်တယ်လို့ထင်ပါတယ်ဗျာဟုတ်အခုလက်ရှိဆိုင်လေးကတော့ဒီဒီမွန်ယူမန့်အဝိုင်းမှာ အဲစနန်ပေါင်း BDS အစိမ်းလိုက်ဘက်ကိုသွားတဲ့ဘက်အချမ်းမှာရှိပါတယ်ဗျဟုတ်ကဲ့ဒီမှာဒီကိုဗစ်တွေစဖြစ်တဲ့အချိန်မှာဒီမှုဝင်လေးဖတ်တမင်းကိုစရောင်းဖြစ်တာပေါ့နော်အဲတော့ဒီ2020 ဲ April လောက်ကစပြစ်တာပါဗျာဟုတ်အဲဘန်ကောက်မှာတော့ဒီ2024 April လောက်ကစရောင်းပြစ်တာပါเนาะ December လောက်မှာဖွင့်ပြစ်တာဆိုတော့စိုင်းနေဆိုရင်တော့3လလောက်ပဲရှိသေးတယ်ဗျာကျွန်တော်ဘန်ကောက်မှာလည်းဒီကြောင်းတက်ခဲ့တာဆိုတော့လေဒီမြန်မာအစားအစာစစ်စစ်ကိုဒီမြန်မာတွေဟိုစားစီကျင်နေစီတက်တက်တက်တာကောင်းကောင်းမွန်မွန်လေးပေါ့နော် ဟုတ်အဲ့ဒါကြောင့်ပြီးတော့ဒီဖက်ဒမင်းဆိုတဲ့အစားအစာလေးကိုလည်းကျွန်တော်ဒီနိုင်ငံသားတွေကြားထဲမှာရောဒီကိုပြမာတွေရှိတဲ့အထိုင်းမှာရောကျွန်တော်စူးစမ်းပြီးမိတ်ဆက်ပေးချင်တာပေါ့နော်အဲ့ဒီရွယ်ချက်လေးနဲ့ကျွန်တော်စာရောင်းပြတ်တာပါဗျာဟုတ်မြန်မာနိုင်ငံမှာတော့ကျွန်တော်တို့ဒီမိသားစုတွေအကုန်လုံးဦးစီးပြီးလုပ်တာပေါ့ဟုတ် ကတော့ဒီဖတ်တမင်းမီနျူတွေပေါ့နော်ဒါပေမဲ့ဒီဘန်ကောက်ဆိုင်မှာတော့ဖတ်တမင်းမီနျူအပြင်ကျွန်တော်တို့ဒီရှမ်းကောက်ဆွဲတို့နန်းကြီးသုတ်တို့ဒီတခြားမြန်မာအစားအစာတော်တော်များများလည်းရပါတယ်ဗျဟုတ်ကဲ့အဲဇီနုံလေးတွေကတော့ကျွန်တော်တို့ဒီအသက်သာဆုံးနဲ့အကောင်းဆုံးအရသာဖြစ်အောင်ကျွန်တော်တို့ပေးဖို့ပဲစဉ်းစားတာပါဗောနော်ဒီမှာအဲအကုန်လုံးဘက်တရာပတ်ချာလေးလောက်နဲ့ဒီမြန်မာအစားအစာအရသာစစ်စစ်နဲ့တန်ရှင်းတဲ့အစားအစာလေးတွေကိုစားနိုင်အောင်လူတိုင်း စီတက်တက်တာနဲ့စားနိုင်အောင်ပဲကျွန်တော်တို့ပြင်ဆင်ထားပါပြီဗျာဟုတ်ပထမဝယ်ပြင်မယ်ဆိုရင်အဓိကအရေးကြီးတဲ့ပထမအနှစ်ပေါ့နော်ပထမအနှစ်ပါမယ်ပြီးရင်ဆန်ရလဲမြန်မာနိုင်ငံဆန်မယ်သုံးတာဖြစ်တဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ပထမဒုက္ခဆန်လေးရလဲဒီမြန်မာရွှေဘူဆန်စစ်စစ်လေးပထမနှုတ်တုတ်ပါမယ်အဲပြီးရင်သခွားတီတိုးစရာမုံလာဦးအဲငရုတ်သီးစားတောင်းပြီးရင်ကျွန်တော်တို့ဒီမှာ အ original ဖတ်သမင်းဆိုရင်တော့အကျော်ရည်နဲ့ပေါ့နော် original ဖတ်သမင်းမဟုတ်ဘဲနဲ့ဒီ curry တွေနဲ့လည်းရတာဆိုတော့ပြီးရင်ကြက်ရိုးကြံဆိုင်ဟင်းပါမယ်အာချင်းမောင်ကျော်ပါမယ်အာလူကျော်နဲ့ပါမယ်မြန်မာအစားအသောက်တစ်ခုအနေနဲ့ပြည်စုံအောင်ဒီဖတ်သမင်းမီနူးလေးတွေပြင်ဆင်ထားပါတယ်ဗျာဟုတ်အဲမဲကတော့အခုလောလောဆယ်တော့10မျိုးရှိပါတယ်ဗျ။ကြက်သားနှက်ရှိမယ်၊အမဲနှက်ရှိမယ်၊ပဇွန်မဆလာရှိမယ် ငဖယ်အုံတို့ရှိမယ်ကြက်ကလေးချက်ရှိမယ်ဝက်ချိုရှိမယ်ဂျင်းယုံနူပေါင်းရှိမယ်ဘဲဥချင်ရှိမယ်ဘဲဆက်ရှိမယ်တဲမြင့်ဟင်ရှိမှာပါနော်၁၀မျိုးပါဗျာဟုတ်အဓိကကတော့မြန်မာလူမျိုးတွေပေါ့နော်မြန်မာလူမျိုးတွေကတော့ကျွန်တော်ရဲ့အာ main target ပါအဲဒါပေမဲ့ဒီမြန်မာလူမျိုးတွေအပြင်ထိုင်းမှာရှိနေတဲ့ထိုင်းလူမျိုးတွေရောနိုင်ငံသားလူမျိုးတွေပါအကုန်လုံးကိုစားလို့ရအောင်ဒီမှာနိုင်ငံဖတ်တမင်းမီနူးလေးကိုကျွန်တော်မိတ်ဆက်ပေးနေတာပေါ့နော်ဟုတ်ကဲ့ပါ ဖတ်တမင်းအနှစ်ကကျွန်တော်တို့အတွက်အရေးကြီးဆုံးအရာပဲပေါ့နော်ဖတ်တမင်းမှာအဲ့အတွက်ကြောင့်ဒီဖတ်တမင်းအနှစ်ကိုမြန်မာနိုင်ငံအရသာအတိုင်းဖြစ်အောင်ကျွန်တော်တို့ပြင်ဆင်ပြီးတော့မြန်မာနိုင်ငံကပါဝင်ပစ္စည်းတွေအားလုံးပဲရအောင်ကျွန်တော်တို့သုံးနာပါတယ်အဲကြက်တော်အနှစ်ကအစားကျွန်တော်တို့အကုန်လုံးကိုယ့်အကူအစားဆုံးပြင်ဆင်ပြီးတော့အဓိကတော့ကျွန်တော်အမေကဒီအနှစ်တွေအကုန်လုံးကိုသူစလာကြရတဲ့သူအကုန်လုံးသူ့ရဲ့ recipe ပဲဆိုတော့ ဒီမြန်မာနိုင်ငံကအရသာအတိုင်းထိုင်းနိုင်ငံမှာစားလို့ရအောင်ပြင်ဆင်တာပါဗျာဟုတ်ကျွန်တော်ကတော့ဒီမြန်မာအစားအစာအရသာစစ်စစ်ကိုပဲမြန်မာတွေအပြင် foreigner တွေပါကျွန်တော်ကြိုင်းနေတဲ့အောင်လုပ်ထားရပါတော့။စားဖွင့်ပြီးတော့အဲတိတ်မကြသေးခင်မှာပဲမြန်မာနိုင်ငံသားတွေအပြင်တခြားနိုင်ငံသားတွေရောထိုင်းလူမျိုးတွေပါ အကြိုက်တွေ့တာကို ျွန်တော်တွေ့ရတယ်ပေါ့နော်ဒါကလည်းဟိုသူတို့အကြိုက်သူတို့အပုံစံတိုင်းပြင်ဆင်တာမဟုတ်ဘဲနဲ့ဒီကျွန်တော်တို့မြန်မာအစားအစာစစ်စစ်အရသာကိုပဲသူတို့ရဲ့ကြိုက်နေတဲ့လက်ခံနေဆိုတာကိုကျွန်တော်တွေ့ရပါတယ်ဟုတ်မြန်မာနိုင်ငံမှာဖွင့်ရတာ ਨੇ ဒီထိုင်းနိုင်ငံမှာဖွင့်ရတာ ਨੇ ကွာခြားချက်ကတော့ဒီဈေးဝယ်ရတာတွေဘာတွေကတော့ဒီမှာကတော့ပို့ပြီးတော့တိတိကျကျဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်တချို့ပစ္စည်းပြက်လက်တာတွေပါရှိတော့ နည်းနည်းအခက်အခဲလေးရှိတာပေါ့ဒီမှာကျတော့အဲကုန်စည်လုံးတည်ငိမ့်နေပစ္စည်းဝယ်ရတာလည်းတွဲကူတယ်ပေါ့နော်အဲ့တော့ကြောင့်ဟိုကွာခြားမှုလေးတွေရောရှိပါတယ်ဗျာဟို original ဖတ်တမင်းအပြင်ဒီဖတ်တမင်း curry menu တွေပါဖြစ်တဲ့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီဖတ်တမင်းနဲ့ပတ်သက်တဲ့အရာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆိုင်ရာကိုပို့ပြီးတော့စားသုံးသင့်တယ်လို့ထင်ပါတယ်ဗျာဟုတ် လက်ရှိဆိုင်လေးကတော့ဒီ Victory Monument အဝိုင်းပေါ့နော် Victory Monument အဝိုင်းမှာအဲစနန်ပေါင်း BDS အစိမ်းလိုက်ဘက်ကိုသွားတဲ့ဘက်အချမ်းမှာရှိပါတယ်ဗျဟုတ်ကဲ့ အဲအတုံးဆုံးဘန်ရဲ့နာမည်ကတော့မော်လမြိုင်အတုံးဆုံးပေါ့နော်အဲသူကလည်းဒီလိုပဲဟိုမော်လမြိုင်မွန်ပြည်နယ်ဘက်ကစဉ်သက်လာတဲ့အစားအစာတမျိုးပေါ့ရန်ကုန်မှာဆိုရင်ငရုတ်စီနဲ့တုတ်တာများတယ်ဗျကျွန်တော်တို့ဘက်ကအစားအစာကကြတော့အဲမကြီးရည်နဲ့ဟုတ်ဟိုစွန်ကြောင်းနဲ့တုတ်တာဖြစ်တယ်ပေါ့နော်အဲအပေါ်မှာအဲကျွန်တော်ကဒီအတုံးကိုမှသူများနဲ့မတူတဲ့အတုံးဆုံးရတာလေးကိုကျွန်တော်ညီဆန်းပေးခြင်းလို့ကျွန်တော်ဒီဟာလေးကိုစာရောက်ဖြစ်တာပါဗျဟုတ် ဗန်ဒမန်မှာဆိုရင်အဓိကကတော့ဒီမွန်ပြည်နယ်ကလာတဲ့အစားအသောက်ဖြစ်တဲ့အတွက်ကြောင့်ဒီမွန်ပြည်နယ်အငွေအသက်လေးရအောင်ကြောက်ပွင့်တို့ဘာလို့အစားကျွန်တော်တို့ဒီကြိုက်ခမီဘက်ကလာတဲ့ကြောက်ပွင့်ကိုသုံးထားတာတို့တခြားအားတွေကတော့ဒီဟင်းသီးရွက်အစုံပေါ့နော်အဲကော်ဘီတို့ဂျာဇန်တို့အဲပြီးရင်အာလူပါမယ်တဖားသီးပါမယ်ဟိုငပြောဘူးပါမယ်ဟိုဒီဟင်းသီးရွက်အစုံပါမယ်ပေါ့နော်ပြီးရင်ဒီမှာထမင်းဆိုလို့ရှိရင်လည်း ဒီငရုတ်သီးစီနီလေးနဲ့ဟုတ်လှုပ်ပြီးတော့မှကျွန်တော်တို့ရောပြီးတော့တုတ်ပေးရတာပါဗျာဟုတ်အဲလူတယောက်တော့ကောင်းကောင်းဘိုက်ဘဝစားလို့ရပါတယ်ဗျာဟုတ်ကဲ့လူကြိုက်အများဆုံးဆိုရင်တော့ဖက်ထမင်းလိုပဲပြောရမှာပါဗျာဟုတ် ုံမှန်အပြင် average ပြောရမယ်ဆိုရင်တော့တစ်နေ့ကိုပွင်း60-60လောက်တော့ထွက်ပါရကြဟုတ်ကဲ့စားပြီးသားဧည့်သည်တွေ customer တွေကတော့တစ်ခါစားပြီးရင်တော့ပြပြလာစားကြတယ်ပေါ့နော်ဟိုအားလုံးလည်းကြိုက်နေတတ်ကြတယ်လို့ ယူဆလို့ရပါပြီ။အဲ့တော့ကြောင့်ဒီလာပြီးသားသုံးဆောင်မိသား customer တွေရဲ့ကျေးဇူးကြောင့်လည်းကျွန်တော်တို့ဒီလိုမျိုးဘန်ကောက်ထိပါဆိုင်လေးလာခွင့်နိုင်တာပေါ့နော်။ဟုတ်ဒီစားသေးတဲ့ customer တွေကိုလည်းလာပြီးတော့မီးစမ်းကြည့်ပြီးစားကြည့်ပါဦးလို့ လာရပြီးသား customer တွေကိုလည်းဒီကနေအလိုက်လေးလေးကျေးဇူးအများကြီးတင်ပါတယ်လို့နောက်လာတယ်မှာပေါ့နော်ဒီ bank check နာမှာစိုင်ဝဲလေးတစ်ဆိုင်လေးထပ်ဖွင့်မှုရှိသေးတာဖြစ်တဲ့အတွက်ကြောင့်ဒါ customer တွေရဲ့ကျေးဇူးကြောင့်ပဲစိုင်ဝဲလေးအများကြီးဖြစ်လာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်လို့ဒီကနေပဲပြောချင်ပါတယ်ဗျာဟုတ် ahí. như đó dạ. Yeah. yeah. <laughs>